တဲစားဘုရဘူးသားသမီးတွေရဲ့ကံကြမ္မာကိုလက်ညှိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တရက်အောက်တိုဘာလ2025ဘုရဘူးနေ့ကနေ10ရက်အောက်တိုဘာလ2025တောက်ကြနေပေါ့ဒီကာလအတော်အတွင်းမှာဟလာဘုရဘူးသားသမီးယာဟုအတူတူပါပဲဘာတွေဖြစ်မလဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်အဲ့တော့ရှေ့မှာတင်ခဲ့ပြီးတဲ့နေ့နံခုနဲ့နေ့နံဗီဒီယိုဖိုင်တွေလည်းကြည့်ရှုအားပေးလို့ရပါတယ်ဆက်လက်ပြီးကြံတဲ့ဗီဒီယိုဖိုင်တွေလည်းလမ်းညွှန်မျှဝေတင်ပေးနေမှာဖြစ်ပါတယ်ဗျကျွန်တော်နာမည်ရေးမအောင်မြန်တယ်လေမှာကြည့်အဲ့တော့ဘုရဘူးယာဟုသားသမီးတွေတော့ပါ အဲ့တော့အပတ်စဉ်အစဉ်နဲ့ကြီးစုစောင့်ဆိုင်းပြီးတဲ့မိတ်ဆွေတွေမကြီးစုပြီးတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကဲဒီဆယ်ရက်မှဆိုရင်တော့အဲဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဟုတ်လားစကားပြောရတာမျိုးတွေကြုံရတတ်ပါတယ်။အလုတ်ကိစ္စအရေးကြီးကိစ္စပညာဆိုင်ရာကိစ္စတွေအတွက်စကားပြောရတာဆွေးနွေးရတာဟုတ်လားအဲအလုတ်ကိစ္စတွေအတွက်လူမျိုးကိစ္စတွေအတွက်တွားရလာရတာဒီလိုဟာမျိုးတွေကြုံရမှာဖြစ်ပါတယ်။ အဲ့တော့ဒီစားစားပြောမှာကိုလှုပ်ချင်တဲ့အလုပ်ဖြစ်ချင်တဲ့အရာတွေကိုတက်သည့်နားလဲတဲ့ပုံစံတွေနဲ့စီမံခန့်ခွဲတိုင်ပင်ပြီးတော့မှဆုံးဖြတ်ပါလို့ပါဟလာဘုမောရင်အလွဲချော်အလွဲလွဲအမှားမှားဟလာကမောက်ကမတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့တက်သည့်နားလဲတဲ့ပုံစံတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့လို့ပါအလုတ်သားလျှောက်တာအင်တာဗျူးဖြေတာဒီလိုဟာမျိုးတွေလည်းကြုံရတတ်တယ်အလုတ်တစ်ကို try တာပေါ့နော်အလုတ်တစ်ကိုထပ်မံကြိုးစားတာဒီလိုဟာမျိုးတွေလည်းကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့စကားမမပြောဆိုရတာမျိုးတွေကြုံရတတ်တယ်လက်ဆောင်ပစ္စည်းကိုကပေးရတာဘုမောရေသူများတွေကကိုလက်ဆောင်ပစ္စည်းကရောကံပစ္စည်းပေးတာကိုကပေးမင်းမပေးရင်သူများကပေးတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ကိုပြစ်ကျင်တဲ့ဟာတွေကတော့ကိုဘက်ကိုအတာရမယ်နော်အတခြားသူတွေရှင်ကိုဘက်ကိုအတာရမယ်ကိုဘက်ကိုလိုက်မယ်ပေါ့ဘတ်လိုက်မယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သူနဲ့သူတွေရှင်လို့ရှင်ကိုဘက်ကိုအတာပေးလိုက်တာကိုဘက်ဘတ်လိုက်ပေးလိုက်တာဒီလိုဟာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်လာရင်ဒီဆက်အတော်အတွက်မှာငွေကြေးကန်ကောက်မယ်လက်ရွှေမယ်ငွေကြေးနဲ့ပတ်သက်လို့သွားစရာလာစရာကိစ္စတွေ ြုံရတတ်တယ်ငွေကြေးနဲ့ပတ်သက်လို့စကားပြောရတယ်ဆိုရင်လည်းကိုယ့်ဘက်ကအနိုင်ရမယ်အဲ့တော့ကိုယ့်မှာငွေကြေးနဲ့ပတ်သက်လို့ရပောက်ရလန်းနေပေါ်များလက်တတ်တယ်ငွေကြေးအကျံစီတွေအောင်မြင်မယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်စိတ်ချမ်းသာရမယ်တဲ့ဆိုတဲ့ဆယ်အစားဖြစ်ပါတယ်အဲ့တော့ငွေဝင်လာလက်ရွှေလာမျိုးတွေရပောက်ရလန်းနေကြုံလာတွေဖြစ်နိုင်ပါတယ်မမျောလဲနေနေရအခြေအနေမြတ်တိုင်းနဲ့ပတ်သက်ကန်ကောင်းမယ်ကျေးဇူးရစတဲ့တွေရတာအခြေအနေတိုင်းနဲ့ပတ်သက်ပျော်ရွှင်ပျော်ပိုက်ရတာဆိုတာမျိုးတွေဖြစ်တတ်တယ်အခြေအနေတိုင်းနဲ့ပတ်သက်လို့အစမပြေပြဿနာတက်နေတဲ့အချစ်သူဆုံးတဲ့အိမ်တော်ဘက်တွေ ဆက်သွယ်ပြတ်တောက်နေရတယ်ဒီဆဲမှာစ조사ခြင်းဖြင့်လုပ်ယူခြင်းဖြင့်ပြန်လည်ပြီးအစီအပြေတင့်မြတ်နိုင်တယ်အခြေအနေပတ်တန်ကန်တရတော်ကြီးကိုမျက်တံသာပေးနေတဲ့ဆိုတဲ့အဟာမျိုးဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်တန်စောင့်ရှောက်ကူညီသူတွေပေါ်ပေါက်နိုင်တယ်ဆိုတဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့ကျမ်းမရင်အဲ့တော့ကျမိုင်းနဲ့ပတ်သက်ရင်တော့ကျမိုင်းမကောင်းလို့အိပ်ရတဲ့လဲနေတဲ့မိတ်ဆွေတွေရှိရင်တော့ဒီဆဲမှာပြန်ပြီးတော့ကျမိုင်းနဲ့ပတ်သက်ပြီးအထောက်ပံ့တွေရပြီးတော့ပြန်လဲတတ်တာကောင်းမွန်လာနိုင်တယ်အဲ့ဒါကောင်းသောခီးတွေကြုံရမယ် အဲ့တော့ကောင်းသောခီးကောင်းသောစကားတွေပြောရမယ်စကားပြောတဲ့အခါမှာလည်းကိုယ့်ဘက်ကအသာရတာအနိုင်ရတာတွေဖြစ်မယ်အဲ့တော့ကောင်းသောခီးပျော်ရွှင်စရာခီးတွေလည်းကြုံမယ်အရေးကြီးတဲ့ခီးကိစ္စအရေးကြီးတဲ့စကားကိစ္စတွေပြောဖို့ဆိုဖို့အဲရှိတယ်ဆိုရင်ပြောပါကိုယ့်ဘက်ကအသာရပြီးတော့အောင်းနိုင်မှာဖြစ်ပါတယ်အကျိုးထူးမှာဖြစ်ပါတယ်အဲ့တော့ဒီဆက်ရက်မှာဆိုလို့ရှိရင်တော့အနှစ်ချုပ်အဖြစ်ကံအဆိုးကောင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ကံကောင်းနေတဲ့နေရာမှာပါပါတယ်အဲ့တော့ကံတရားမျက်နှာသာပေးနေတာဖြစ်တဲ့အတွက်ကြောင့်မိမိအတွက် အရေးကြီးတဲ့ကိစ္စတွေစီမံဆောင်ရွက်လက်တွေ့လှုပ်ဆောင်မယ်ဆိုတော့လှုပ်ဆောင်နိုင်သလောက်အကျိုးရှိမှာဖြစ်ပါတယ်ဖြစ်ထွန်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မကောင်းတဲ့ဟောချက်တွေကတော့သူဖယ်လွဲဖယ်ပါစေဟာလာအကြောင်းလေဆိုတော့ဟောရတာဖြစ်ပါတယ်အဲ့တော့ကောင်းတဲ့ဟောချက်တွေကထိရောက်မှန်ကန်ပြီးတော့ကောင်းကျိုးများစွာ ရရှိနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်ဗျအဲ့တော့ဘုရဘူးသားသမီးယာဟုအတူတူပါပဲကျွန်တော်တို့အဆောင်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီဆယ်ရက်အတွင်းမှာဝါရီရက်ကလေးမှာဝါလို့ စော့ပင်နဲ့ဘာရောင်နဲ့ဖြစ်ဖြစ်ရေးပြီးတော့စောင်းထားပါဝိုင်းရကလေးဟလာလက်တစ်စစ်သို့မဟုတ်လက်နှစ်စစ်လောက်ပေါ့နော်ဟလာဒီဆေးရအတော့တက်မှာကန်ကောင်းလက်ရှိအကျိုးပေးတဲ့အရောင်တွေနဲ့ခရမ်းအောင်ဖြစ်ပါတယ်ကန်ကောင်းလက်ရှိအကျိုးပေးတဲ့ဂဏန်းအနေနဲ့ကတော့၄ဂဏန်း၅ဂဏန်းဖြစ်ပါတယ်အဲ့တော့ဘိုးတော်ဘူးတာသမီတွေအတွက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးခဲ့တာပါကျေးဇူးတင်ပါတယ်